ဘယ်လိုကြီးတာပါဘုံကြီးလူရဲ့ဝေဘုံကြီးလေဝေအိုကြီးဘုံရဲ့အိုကြီးမဟုတ်ဘူးဟုတ်တယ်ဗျာအဲ့လိုဟာနာပြမမင်းအစားမယ်1 2 3ဘုံကြီးလူရဲ့ဝေဘုံကြီးလူရဲ့အိုကြီးအဲ့ဒီကအစ်ကိုလာနေတယ် အလျှော့တွေလုံးဝအရှုံးမရှိတဲ့တင်းရွှေစင်ဆိုတဲ့အတိုင်းပဲပေါ့နော်တင်းရွှေစင်မှာဆိုလို့ရှိရင်လုံးဝရှော့တဲ့လက်ခလုံးဝမယူဘဲနဲ့ကိုဒါရွှေတဲ့ပစ္စည်းတွေဆိုလို့ရှိရင်လုံးလို့ရတာဖြစ်တဲ့အကြောင်းမလို့အများကြီးလဲလာရဝင်ရပြီးတော့အားပေးကြပါလို့ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကစတမာတွေလည်းလိုမျိုးတိုးချိန်နေရပဲအားပေးကြတာအဓိကပေါ့နော်အယောရလက်ခလေးဟိုတိတ်မရှုံးတဲ့အတွက်အဲ့လိုမျိုးရွှေဆိုင်ဆိုတာပေါ့ရှားတာပေါ့နော် မန်းလေးမှာရှိတဲ့ customer တွေတအားအားပေးကြတယ်တိတ်တိတ်တော့အားပေးရလုံးဝထင်မထားဘူးအဲ့ဒါကဆိုရင်တော့ဒါမန်းလေးမှာပေါ့လေဒီလိုမျိုးအရောရလက်ခမရှုံးတဲ့အဆိုင်တော့ရွှေရည်ကောင်းအဲ့ဒီတင်းတို့ဒီတင်းရွှေစင်ကတော့ရွှေရည်ကောင်းနဲ့ဝတ်ကမယ်အရောရလက်ခလည်းမရှုံးဘူးအဲ့ဈေးတက်ရင်လည်းကာလာပေါက်ဈေးနဲ့ညက်ပေးရဆိုတော့ customer နဲ့အရန်သဘောကြတယ်။ဒါကြောင့်မလို့ဟိုတည်သိရောဒီတင်းရွှေတင်းခွင့်လိုက်တဲ့အချိန်မှာတနည်းမှမပြတ်ပေါ်တော့ရောင်းဝအကောင်းဆုံးဆန်ဆန်ဖြစ်လာပါဘာမန်းလေးဆိုင် ရွှေစင်စိန်ရွှေရနာဆိုင်ကြီးဆိုင်မဲ့ချောက်နေရာတက်ကိုအောင်မြင်စွာဖြင့်စတင်ဖွင့်လက်ချောင်းချင်းညာအပေါ်ရခမညာလောက်ဟောတာများဖြင့်ချင်းမြင်ပေးစေချင်ပါရခမညာဒီနေ့ပြောပြီးမယ်မစွီဟေးအကပြန်ပြမေးလေအားနာပါရနဲ့ဝေဘောပဲအားနာမှုမရှိကြဘူး လည်းလည်းကျွန်တော်ပြမယ်3မိနစ်စတိုင်းပြအော်မန္တလေးဆိုင်ရာပထမလိုကတော့29 30လောက်မှဖွင့်ခဲ့တာပြီးလည်းပြီးတော့ငွေကြောင်ပေါ့နော်အဲ့ဆိုင်ရာဆက်ဖွင့်လို့မရတော့အခု34 34 34ကြားထဲမှာဖွင့်တယ်။ဖွင့်တော့လေဆိုင်ငန်းလေးရချင်းတော့အခုလိုမျိုးဖွင့်ခွင့်လေးလည်းလုံးလုံးမရဘူး။အခုဒီ32 33ကြားထဲမှာဒီဆိုင်ငန်းချိန်ကိုဖွင့်လိုက်တဲ့အခါကျတော့ကစ္စတမာတွေလည်းအခုလိုမျိုးပေါ့နော်။ချေချေဝန်းဝန်းနဲ့ဝယ်လို့လည်းရတယ်။ဒါကြောင့်မလို့ပေါ့နော်ဒီနေရာမှာ ဆိုင်ငယ်အခြေကြီးမှာဖွင့်ပြသွားတာပါရှင်အစုစုပေါင်းကတော့ဆိုင်ခွဲက9ဆိုင်ပေါ့နော်ဒါကတော့6ဆိုင်ရောက်ပေါ့မလီမှာပြမနာဆိုင်ရလည်းပြိုသွားတယ်ဒီဆိုင်ရလည်းပြိုသွားတယ်ပေါ့နော်ပြိုသွားတာဒါပေမဲ့ဒီဆိုင်ကတော့ဒါတတိယပြောင်းသွားတဲ့နေရာဖြစ်နေတာပေါ့နော် ဲဆက်ဆက်ချင်းရတော့ပတိမာဖွင့်ခဲ့ပါပေါ့နော်ဒီရိုရလက်ခမရှုံးတာကိုကိုယ့်ရဲ့စိတ်ကူးထဲမှာအဲအဲ့ကို idea နဲ့ပို့ပေါ့နော်ပုံမှန်ဆိုင်မှာရွှေရွှေဆိုင်နေမှာဝယ်မယ်ဆိုရင်ဒါရိုရလက်ခတွေရှုံးရတယ်ဘာရွှေပဲပို့ပဲရိုရလက်ခရှုံးတယ်ရွှေရည်ကောင်းတာဆိုရွှေရည်ညံ့နေပဲဒုံးရွှေတွေပဲရိုရလက်ခမရှုံးတာပေါ့နော်ဒီ15ဘေးရွှေတွေဆိုဗမာပဲဝယ်ရိုရလက်ခရှုံးတယ် အဲ့တော့ကိုကကိုစိတ်ကူးလေးနဲ့ပေါ့နော်ငါကနောက်မှဖွင့်တဲ့ဆိုင်ဖြစ်တဲ့အတွက်အဲတခြားပေါ့နော်ကစတမာတွေကိုအတကြက်တစ်ခုပေးနိုင်မှာငါရွှေဆိုင်ရရောင်းရမှာပေါ့နော်အဲ့ခါကျတော့ဘယ်သူမှမပေးနိုင်နဲ့ပေါ့နော်ဒီကစတမာတွေဝယ်သွားတဲ့ပစ္စည်းလေးကကောင်းနေမယ်ဆိုရင်အပြင်လာခဲ့ဒီလိုလက်ခတွေမရှုံးဘူးဒါကိုင်းတို့အရှုံးလေးနဲ့စတင်ပြီးလှုပ်ဆောင်ပေးခဲ့တာလှုပ်ဆောင်ပေးခဲ့ရင်းနဲ့မှအဲကစတမာတွေအရင်သဘောကျတယ်အဲရာဂိုင်းတို့ကလည်းဒီဒုံးနယ်တွေလို့ပေါ့နော်တတလုံးရှုံးရမှာမဟုတ်ဘူး ်ဈေးကရွှေဈေးတက်သွားရွှေဆိုတာမျိုးကအမြဲတမ်းဟိုဘယ်ကအတက်တဲ့အမျိုးကြီးပဲလေအခိုင်အမာဆုံးပဲလေရွှေဈေးတက်သွားရင်လည်းတက်ဈေးတိုင်းပဲပြန်ပေးတယ်ပြန်ပေးတဲ့အခါကျတော့ကစားမလေးအရန်သဘောကျတယ်ရွှေဈေးအဲပုံမှန်ငိမ့်နေမယ်ဆိုရင်ခစီကောင်းကောင်းလေးဝတ်မယ်ဆိုရင်ရောလက်ခမရှုံးအခုအချိန်ဆိုပိုလောင်ဆိုးသေးတယ်ပေါ့နော်ရွှေတရွေးကိုပဲ9000 6000မှာဖြစ်နေပါလေဒီလက်စွပ်တကွင်းဆိုတိုင်နေနဲ့မရဘူးလေ အနည်းဆုံး2သိန်း3သိန်းလောက်ရှုံးတဲ့နေရာမှာပို့ဆိုင်မှာတောင်းကနေလေးပဲရှုံးတာအဲ့ဒါကတ်ဆာမားတွေအရင်ကြိုက်တယ်ကြိုက်တဲ့အခါကျတော့အဲ့ချုပ်ကတ်ဆာမားဆိုရင်ရန်ကုန်တို့နေရနေပြီးတိတိပတ်သိမ်းမှလာဝယ်ရတယ်ဒီလိုရွှေဆိုင်မျိုးနဲ့ရန်ကုန်မှာရှိရင်စိတ်ကောင်းပါပဲဆိုပြီးတော့ရန်ကုန်မှာစတင်တယ်လေရတော့ဒါသူတို့ဒီရိုရှိုးဖတ်လိုက်တာပေါ့နော်မနေ့က2024မှာရိုရှိုးဖတ်လိုက်တဲ့အချိန်မှာဖြင်းမထားရအောင်ပေါ့နော်ဒီမန်းလေးမှာရှိတဲ့ customer တွေတအားအားပေးကြတယ် ိတ်ကြိတ်တို့အားပေးရလုံးဝထင်မှားအောင်အဲ့နဲ့ဒါဆိုရင်တော့ဒါမန္တလေးမှာပေါ့လေဒီလိုမျိုးအရောရလက်ခမရှုံးတဲ့အဆိုင်မှာရွှေရည်ကဒီမန္တလေးမှာလည်းတခြားရွှေတန်လေးရှိတယ်ရောလက်ခမရှုံးတာလေဒါပေမဲ့သူကကြတော့ပါပေါ့နော်ဆက်နှစ်ပဲရေဒုံးရွှေလို့ပေါ့နော်အဲ့ဒီတင်းတို့ဒီသင်းရွှေစင်ကြတော့ရွှေရည်ကောင်းနဲ့ဝတ်ကမယ်ရောလက်ခလည်းမရှုံးဘူးအဲဈေးတက်ရင်လည်းကာလာပေါက်ဈေးနဲ့မြက်ပေးရဲဆိုတော့ကစားမလဲအရန်သဘောကြတယ်။အဲကြောင့်မလို့ဟိုတင်းတင်းရောဒီတင်းရွှေတင်းခွန်းလိုက်တဲ့အချိန်မှာ တနည်းမှမပြတ်ပေါ်တော့ရောင်းဝါအကောင်းဆုံးဆန်ဆိုင်ဖြစ်လာပါဘာမန်းလေးဆိုင်水在当时，你的眼睛。 ်ရှိစီဒါကတော့အတင်းရွှေစီရဲ့စာရင်ပြောင်းရှိဖွင့်တဲ့အဲဒါနေတူးလေးပြည်လေးပေါ့နော် ဆီကတော့ဒီတစ်ခေါက်မှာတင်းရွှေစင်နဲ့စပြီးလဲတွဲပြစ်တာပေါ့နော်အဲဒါပဲအရင်မဲဝမ်းသာရပါတယ်အခုပေးရဲ့မမတင်းလည်းကျေးဇူးအများကြီးတင်ပါဟုတ်ပါရဲ့ဒါရှိုင်းလိုက်တာပြင်းရွှေစင်နဲ့ပြမအောင်ဆုံးတာလက်တွဲတဲ့အချိန်လေးပေါ့နော်တင်းရွှေစင်ကဒါဆိုင်ခွဲဒါပြောင်းရွှေ့ပြီးတော့နေရာတင်းလေးမှာပြင်းလိုက်တာဒီလည်းတွဲကြောင်မလို့ဒါဆိုင်အမှတ်6ပေါ့နော်ဆိုင်အမှတ်6ဖြစ်ပါရဲ့နှစ်30တိတိဒါအောင်မြင်မှုနဲ့ဒီလိုရည်တည်နိုင်ခဲ့တဲ့ဒီရွှေဆိုင်မှာဆိုလို့ရှိရင်အဓိကအားသာချက်ကကြတော့စောက်ပုတ်လေးအတိုင်းပဲ အလျှော့အတွက်လုံးဝအရှုံးမရှိတဲ့တင်းချွေစင်ဆိုတဲ့အတိုင်းပဲပေါ့နော်တင်းချွေစင်မှာဆိုလို့ရှိရင်လုံးဝရှော့တဲ့လက်ခလုံးဝမယူဘဲနဲ့ကိုဒါရွှေတဲ့ပစ္စည်းတွေဆိုလို့ရှိရင်လုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးလဲဒါရောက်ဝင်ရပြီးတော့အားပေးကြပါလို့ဒီကနေ့ဖိတ်ခေါ်ချင်ပါတယ်ညာအဲ့ဒါက customer တွေလည်းလိုတိုးချိန်နေရပဲအားပေးကြတာအဓိကပေါ့နော်အရောရဲ့လက်ခလေးဟိုတိတ်မရှုံးတဲ့အတွက်ဒီအဲ့လိုမျိုးရွှေဆိုင်ဆိုတာပေါ့ရှားတာပေါ့နော်အဲ့အတွက်ကိုပို့ပြီးတော့ဝယ်ရတဲ့ customer ဘက်ကိုကြည့်ပေးတယ်ဆိုတာကိုလည်းမြင်ရပါတယ်ပေါ့နော် နောက်တစ်ခုကသူကပြန်ရောင်းပြန်ပြန်လဲဆိုလို့ရှိရင်လည်းအရန်ရာခိုင်နှုန်းနဲ့တသိန်းကိုမှ2000ဟုတ်တယ်အဲ့လောက်လောက်ပဲအဲ့လိုမျိုးနေရခိုင်တော့ဟို200ခိုင်တော့900ခိုင်တော့လဲဆိုလို့ရှိရင်နေရခိုင်တော့အကြောင်းဆိုလို့ရှိရင်900ခိုင်တော့900ခိုင်တော့900ပဲဟိုဘယ်လိုပြောမလဲ customer တွေအတွက်ကိုအရင်အဆင်ပြေတယ်ပေါ့နော်ဟိုစိတ်နေဆိုလို့ရှိရင်လောကအလဲဇီရိုပါအလဲဇီရိုပါဆန့်အလဲဇီရိုပါဆန့်အကြောင်းမှဒါ5%ဆိုတဲ့အတွက်ကြောင့်မလို့ဟိုစိတ်ကြိုက်ကိုဒီဇိုင်းလေးတွေကိုလဲလဲမယ်ဆိုလို့ရှိရင်လောကဘာပါဆန့်မှပေးကြမလို့ပဲနဲ့ဟို လိုက်လိုက်လဲလို့ရပြီးတော့နောက်တစ်ခါကျတော့ကာလာပေါက်စီအတိုင်းကိုအမျက်ကလည်းပြေးလို့ရအောင်မလို့ညနေတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့ကုတ်ထက်တော်မှာအမျက်အများကြီးကျန်တာဆိုတော့ရွှေဝဲစုရင်နဲ့ဒါကိုရဲ့အိမ်မက်တွေကိုလည်းကောင်းကင်အားကြီးပါလေလို့ဟုတ်ကောမရာရောကြောအဲဟဲ့ဟဲ့ဟဲ့ခလေးခေါင်းခေါင်းကြောင်းနေရ ီဆိုင်မှာဆိုလို့ရှိရင်15ဘေးရွှေတယ်ဒီတို့ဒီဇိုင်းအစုံပေါ့နော်အခုဆိုလို့ရှိရင်အရွယ်လက်ခမရှုံးတဲ့အပြင်ကုန်မှာပေါ့နော်အရွယ်ရဲ့လက်ခတက်တာတာပေါ့နော်သင်းရွှေစင်မှာရွှေဝယ်ရင်ပဋိမာရွှေလောက်ရတယ်လို့လည်းအရွယ်ရဲ့တက်တက်တာတာနဲ့ရရှိမယ်ဒါ15ဘေးရအသာချက်ပေါ့နာ 18k တွေဆိုရင်လည်းဟိုပလက်တီနဲ့ 18k တွေဆိုရင်လည်းပုံမှန်ဆိုလို့ရှိရင်20ရာခိုင်နှုန်း25ရာခိုင်နှုန်းရှုံးတာပေါ့နော်ဒီသင်းရွှေစင်မှာကြတော့လဲဝင်းမှာ900ခိုင်နှုန်း ရောင်းရင်10000ခိုင်တော့အခုဒီတီသိန်းရဲ့မွေးနေ့ promotion ဒီ3ရက်ပေါ့နော်ဒီ3ရက်အတွင်းမှာလဲကျိုးပဲ့ပိန်လေးဖြစ်စီသွားတယ်10000ခိုင်တော့ရှုံးနေလို့ပေးမှာဒီ 18k ကလည်းရွှေပဲဆိုတော့လေသူကဈေးတက်သွားမယ်ဆိုရင်လည်းကာလာပေါက်စီကိုပြန်ပေးတာဖြစ်တဲ့အတွက်ပေါ့နော် 18k ဆိုတဲ့အမြတ်ရမှာဟာစိတ်နေလေးဆိုရင်လည်းအလဲစီတို့အယောင်5အဲမပိစတော့နှစ်ကလာကြတဲ့အခါမှာလည်းရွှေကိုရွှေပေါက်စီ စိတ်ဟိုစိတ်ပေါက်စေကြောက်ဖို့ကြောက်ပေါက်စေပြန်သေးတယ်ကစ္စတမာတွေအတွက်မျက်နှာမူဘာမှပေးမထားဘူးကစ္စတမာတယောက်ရဲ့ရပိုင်ွက်အခွင့်အရေးတွေအကုန်ပေးထားတယ်အတင်းရွှေစင်ဆိုင်တိုင်းရအသာချက်ပေါ့နော်ဒီဇိုင်းနဲ့ quality ကိုတည်တဲ့လို့ဂရိန်ပေါ့နော်ဂရိန်တွေဆိုရင်အများကြီးပဲအဲကိုယ့်ရဲ့ဂရိန်တွေပေါ့နော်ဒီခုနဆိုင်စလုံးထွက်လို့တဲ့ဂရိန်တွေမှာဒီလက်စွပ်လိုကတည်တဲ့မှာဥပမာလက်စွပ်ပြောပြမယ်ပေါ့နော်လက်စွပ်၁၀ခွင်းအလိုက်ဂရိန်ပြန်ရင်ပြန်ရပါလေအချိန် ဆန်းတယ်15ပဲရေပြည့်မှာမပြည့်အဲ့ပလီစာတော့လည်းပြောဖြစ်ပြီဒါတော့ပစ္စည်းရဲ့အရေတွဲဘက်နဲ့ကလည်း quality ဘက်မှာပါဒီဇိုင်းလိုင်းနေဆိုရင်လည်းအခုပေါ့နော်ဒီဇိုင်းအစ်စ်တွေကွန်ပျူတာနဲ့ဒီဇိုင်းတွေဆွဲပြီးတော့ထုတ်လုပ်နေပါတယ်အဲခုဆက်အစ်စ်တွေနဲ့လည်းပစ္စည်းတွေကိုလည်းပေါ့နော်ဖက်လာတဲ့အထည်တွေကိုလည်းဒီကင်းလို့ဒီကွန်ပျူတာဆက်တွေနဲ့ပဲဆက်သက်ပြီးတော့15ပဲရေပြည့်မှာရောင်းချပေးပါတယ်ရှိပါမေဆွိမေဆွိမေဆွိ

ဒါလေးဒါဒါဒီရလေးတွေဆိုလို့ရှိရင်လည်းဒါအရန်သဘောကျတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ယောက်ျားလေးဒီဇိုင်းကိုမှချမ်းဝေထားတာအပြင်ကိုမှတခြားသားရဲ့ဒီဇိုင်းတွေအများကြီးရှိတယ်ပေါ့နော်ရှာရတော့များနဲ့စိန်နဲ့ဆိုရင်အသေးကြိုက်တယ်အရန်ကြိုက်တာဆိုခုနကအာလဝိရဲ့နာလေးပေါ့နော်လော့ကက်လေးတစ်ခုတွေ့ထားတယ်အဲ့ဒါလေးကိုတွေ့တော့တော်တော်လေးကိုထဲတာထဲပြီးတော့ကြီးလိုက်တဲ့အချိန်မှာဈေးမေးကြီးလိုက်တော့ဘယ်လောက်ထင်လဲခုနှစ်သိန်းပဲရှိတယ်အရန်တက်ပြီးတော့တအားကိုလာတာအဲ့ဒါကြောင့်မလို့ခဏကြာလို့ရှိရင်တော့စဉ်းစားနေတာသွားပြီးတော့ဝယ်ရမလားဆိုပြီးတော့ တော်တော်မှလာတဲ့ဒီဇိုင်းတွေလည်းရှိတယ်ပြီးတော့ဈေးကလည်းအရန်တင်ပြီးတော့မှကတ်စမာတွေဒါဝယ်ယူနိုင်ဖို့အတွက်အမောင့်တစ်ခုကိုသတ်မှတ်ထားဖြစ်တဲ့အကြောင်းမလို့ကိုစိတ်ကြိုက်ကိုမှရှိတဲ့ငွေနဲ့ပေါ့နော်ဒါလေးတွေဝယ်ယူအားပေးနိုင်ပါတယ်လို့ပြောလို့ရပါတယ် ဘောက်ချပို့လိုက်မယ်တဲ့ဟုတ်တယ်ခုနကတဲ့ဆိုင်းကြည့်နေတာလေးကိုတွေ့သွားလို့တဲ့ဝိုင်းဆိုလို့ရှိရင်သွားဝယ်မယ်ဆိုပြီးတော့စဉ်းစားတာခုနအင်တာဗျူးမှာတော့ပြလိုက်သေးတယ်နော်အဲ့ဒါကြီးကြီးဒီဟာလေးကိုရရပြောသူကြီးကြီးကမှာရယ်ဘယ်သူမှမသိနေဘူးဒီဒီတရားကြီးနေကိုလိုမျိုးတာပြီးတော့သူကြီးကြီးကမှာရယ်ဟောဆိုင်ကြီး အဲအခုပေါ်တော့ဒီတင်းရွှေစင်ရွှေဆိုင်လေးအပြင်မှာပြောင်းရွှေ့ဖွင့်လိုက်တာလည်းဆင်လို့ရှိရင်84လမ်း3နှစ်33ကြားမှာပြောင်းရွှေ့ပြီးဖွင့်လိုက်ထားပါတယ်ရှင်။ဟုတ်ပါဘူး။အဲအဲ့ဒီတင်းလို့ပေါ်တော့ဒီထက်မကအောင်မြင်မှုတွေမမျက်စာရရှိပြီးတော့ဆိုင်ပွဲပေါ်မမျက်စာလည်းဖွင့်လိုက်နိုင်ပါစေလို့ဆုရဆုတောင်းပေးပါမယ်။ဟုတ်ပါရဲ့ဒီတင်ရတကယ်ကိုစိတ်စေတနာပြေဝပြီးတော့တကယ်မေတ္တာတရားကြီးရဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးအောင်မြင်မှုတွေရရှိနေတာဆိုတော့မမားပါဘူးဒါကြောင့်မလို့ဒီတမကတော့အောင်မြင်မှုတွေစိုင်ခွဲပေါင်းများစွာနဲ့ကစတမာရဲ့ချစ်ခြင်းမေတ္တာယုံကြည်မှုတွေနဲ့အတူတူ ဆက်လက်ပြီးတော့မှရက်တည်နိုင်ပါစေလို့ကြားရနေပြီးတော့မှစုမောကောင်းများတောင်းပေးပါတယ်ခင်ဗျာသောပြူကြီးလူရဲ့ကိုလေသောလေးကျန်တဲ့သောပြူကြီးလေးပုံပူကြီးလေးပြီးလာပါပြီသောပြူကြီးလူရဲ့ဝေသောပြူလေးဝေအိုကြီးဟိုလေအိုကြီးမဟုတ်ဘူးဟုတ်တယ်ဗျာအဲ့လိုဟန်နာပြန်မမင်းအစားမယ်နော်1 2 3သောပြူကြီးလူရဲ့ကိုလေသောပြူကြီးလူရဲ့ကိုလေဒီရအောင်စစ်ကြည့်လာပြီးတော့ ဒါကတော့တီတင်းရဲ့ဘယ်ဆိုင်ကဝဲခွင့်မေပေါ့နော်ချစ်ရတဲ့ customer တွေကသူတို့မှဒီလူချင်းတဲ့ဆန္ဒတွေအားလုံး customer တွေလိုအပ်တာအားလုံးကိုတီတင်းကဖြစ်ပေးတယ်သူတို့ကမှပဲဒီ customer ဘက်မှာပဲတီတင်းရှိတယ်ဒါဆိုဒီ ံမာတွေကဒီဈာမွန်လို့ပြေးရွှေစင်တို့ကဖြစ်လာပါလေသူတို့သူများနဲ့မတူတဲ့အာသာချက်တွေပေးမယ်ဆိုရင်ရွေချက်နဲ့ဖွင့်တဲ့အတွက်ဘယ်ဆိုင်ခွဲပဲဖွင့်မယ်ခုလိုပဲကြိတ်ကြိတ်တော့ပါပဲဒါကြောင့်မို့ဒီနေ့ရမ်းကြော်ပါတယ်ဒီနေ့ကနေပြီးတော့ဒီနေ့ကိုခုလိုမျိုးပြေးရွှေစင်ဆိုင်ခွဲခုနှစ်ဆိုင်ဖြစ်လာအောင်အားပေးကြတဲ့ကစ္စတမာတူတယောက်ချင်းတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အော်အရင်တော့ကတော့ပါနော်ဒီ ခက်ခဲလာတဲ့အချိန်တွေမှာကိုတရားဖဲစူးစမ်းရုံးခဲ့နေရတာပေါ့နော်ကိုသားတွေတပည့်တွေရွယ်ရောက်လာတဲ့ခါကျတော့သူတို့တွေကကိုကူညီပေးတော့တကယ်ပီတိဖြစ်ပါတယ်တကယ်လည်းလိမ်မာပါတယ်ကလေးတွေကလည်း အဲကိုယ့်ရဲ့ဒီဖျားတရားလုပ်တဲ့အကျိုးရှိခိုးတဲ့ပေါ့နော်ငယ်တဲ့ကိုယုံကြည်ကိုပိုးမယ်တဲ့တို့ကျေးဇူးကြောင့်ကတော့မသိဘူးဘုရားရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်သားလိမ့်မှာတမိလိမ့်မှာအင်းနဲ့တွေ့ရတဲ့ယဟန်ကိုပီတိဖြစ်တာပါပီတိနဲ့ကြားတဲ့မျက်ရည်ပေါ့နော်ဘုရားတော့အဲ့လိုပေါ့နော်ကံကံအကျိုးယုံကြည်ပါတယ်ဘုရားဗုဒ္ဓဘာသာဖြစ်တဲ့အမေကတော့ခရစ်ယာန်ပေါ့နော်အရောက်တဲ့အချိန်မှာတော့နေနေတော့လွန်ဆွဲတာပေါ့ဒါပေမဲ့ဗုဒ္ဓဘာသာဘက်ကိုလည်းဥတီပါတယ်ခရစ်စမတ်အချိန်ဆိုရင်လည်းလုပ်ပေးရတယ်ဒါအမေရဲ့ ွားတော့အမေတို့ကနှစ်ချင်းနှစ်ချင်းအဲ့လိုဆိုတော့လေဟိုကိုယ့်ရဲ့ရနာသုံးပါးရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်ပေါ့အခုလိုမျိုးလုပ်ငန်းတွေလည်းအဆင်ပြေရဆိုအမြဲတမ်းတည်တင်းရတော့ဖရာကုံတော်အမြဲပွားတယ်ဒီတဲမှာရေချက်နှစ်ခုပဲရှိရအလုတ်တနေ့အသက်ရှင်တဲ့အချိန်မှာအလုတ်ကနှစ်ခုပဲရှိဘာကုတူရရမရရဥစ္စာရအားနေဒီကအမြဲတမ်းကုံတော်ပေါ်ရတယ်ကျန်တဲ့အချိန်မှာအလုတ်လုတ်တယ်အားလာနေကုံတော်ပေါ်ရတယ် ဒါအားလုံးလည်းမျှဝေချင်တာပေါ့နော်တည်တင်းလိုပဲပေါ့အဲကိုအောင်မြင်ချင်တယ်အဲကိုလူရင်းဆန္ဒတွေပြည့်ချင်တယ်ဆိုရင်ဘာသာတရားပေါ့နော်ဘုရားကုံတော်တွေမများပွားပါရုံရုံချီချီနဲ့လုပ်ပါတကယ်ဖြစ်ပါတယ်တကယ်ခက်ခဲတဲ့အချိန်တွေမှာလည်းပေါ့နော်မဖြစ်နိုင်တဲ့အရာတွေကိုလည်းဒီဘုရားရဲ့ဂုဏ်တော်ကြောင့်ဘုရားရဲ့ဂုဏ်ကျေးဇူးကြောင့်ပေါ့နော်ဖြစ်လာခဲ့ပါလားအဲအခု2026ခဲမှာပေါ့နော်အဲတင်းရွှေ့စင်မှာရွှေဝဲလို့ရှိရင် ရောလက်ခမရှုံးတာကတော့ဒါအကုန်လုံးပသိမ်ပါဆိုလို့ရှိရင်တော်တော်များများရွှေဆိုင်တွေကတည်တင်းလိုပဲလိုက်လုပ်ကြတယ်အဲလဲရင်200ခိုင်လို့ရောင်းရင်အကုန်လိုက်လုပ်ကြတယ်ပေါ့နော်အခုဒီ2026တဲမှာတင်းရွှေစင်မှာရွှေဝယ်ရင်ပသိမ်မှာရွှေဝယ်ရတယ်လို့ပဲပသိမ်မှာရွှေဝယ်တာနဲ့ရွှေဆိုင်မှာရွှေဝယ်တာမတူဘူးပေါ့နော်အဲရွှေဆိုင်မှာရွှေဝယ်လို့ရှိရင်လည်းရောတော့များတယ်ပသိမ်တော့မတက်တာဘူးဘာလို့ဆိုတော့ပသိမ်ကနေမှတစ်စင်း ရွှေဆိုင်ကိုသွင်းရတဲ့အတွက်ပေါ့နော်ရွှေဆိုင်အမြက်ကြီးတွေဒါလည်းထုံးစံတယ်အခုဒီတင်းတို့ဒီ2026တဲမှာဒီတင်းရဲ့ဗရင်းလေးအလျော့ကတ်စတမာတွေအရင်ကြိုက်ကြတယ်ရောလည်းတက်တာလာဒီကတ်စတမာဘက်ကအခွင့်အရေးကိုပေးလိုက်တဲ့အတွက်ပေါ့နော်ဒီ2026တဲမှာဗထိန်လေးအလျော့နဲ့အကုန်လုံးချပေးပါမယ်တင်းတို့ရှင်မှာအားပေးတဲ့ချင်ရတဲ့ကတ်စတမာတွေပေါ့နော်ဒီတင်းရဲ့အလှူတိုင်းတွေကတ်စတမာတွေရဲ့အလှူပါပဲဒါကြောင့်လဲဆိုတော့ဒီအေးရွှေစင်ဖြစ်လာတယ်ဆိုတာဒီတင်းရဲ့သမီးရှင်ကျေ င်းနဲ့ချစ်ရတဲ့ customer တွေအားပေးမှုကသိချင်စရာဖြစ်လာတာပေါ့နော်။ဒါကြောင့်မလို့အဲဒီသိသိတဲ့အလှူတိုင်းကလည်းချစ်ရတဲ့ customer တွေအားလုံးလည်းအလှူတိုင်းမှာပဲဒီနေရာနဲ့ချစ်ရတဲ့ customer တခုပြောချင်တာကဘလို့အခက်ခဲပဲသိချင်စရာဒီဆိုင်မခုနဆိုင်လုံးမှာပေါ့နော်။ဒါကအစင်မပြည့်မှုတွေပဲရှိသွားတာပေါ့နော်။ဒီသိရဲ့ Viber နံပါတ်9158ကိုပြောလို့ရတယ်။ကောင်းကပြောတဲ့ဒူတိုင်းရတယ်အကောင်ကအဆင်ပြေသွားကြတယ်။အရောက်မှအဆင်မပြေတာမရှိစေရအောင်။ အစားမလို့ပေါ့နော်အဆင်မပြေမှုတွေရှိလာခဲ့ရင် customer တွေဘက်မှာပြင်းရှင်းရတယ်။ဒီတင်းကအမျက်ကိုအစားမပြေဘူး။ customer တွေပျော်ရွှင်သွားရင်ပဲပြင်းရချင်တယ်။ကိုမမြိတ်နေပါစေပေါ့နော်။ဥပမာ10ခုရောင်းရတယ်ကွာ။9ခုလောက်မြိတ်တော်ပြီလေ။9ခုလောက် customer တွေပျော်ရွှင်သွားတယ်ဆိုလည်းကိုအမျက်မယူဘူးလေ။ဒီကအလုံးအဆင်ပြေတယ်ဆိုရင်ပြင်းရပျော်ရွှင်တဲ့သူမျိုးလို့ပေါ့နော်။ အဲဒါမှချဲရဲ့ customer ဒီနေ့ကနေပြောချင်တာကတော့အဲဆိုင်ရောခုနှစ်ဆိုင်စလုံးမှာအဆင်မပြေဘူးလေရှိလာရင်ဒီသင်းကိုပြောလို့ရပါတယ် customer ဘက်မှာဒီသင်းရှိပါတယ်နော်။အော်အခုဒီပေါ့နော်ဒီ manly ဆိုင်ဖွင့်ပွဲမှာဆိုလို့ရှိရင်အဲအခုဒီ၃ရက်တိုင်တိုင်ပေါ့နော်၁၀သိန်းမိုးပြေတာနဲ့အဲရွှေသား16ပေးရေပေါ့နော်အဲရွှေသားတကြားကလက်စွပ်ကလေးတွေကိုလက်ဆောင်ပေးသွားမှာပါအဲနောက်ပုံမှန်လေးသင်းရွှေစင်မှာအမြဲတမ်း ဘယ်ပစ္စည်းလေးပဲဝယ်ပဲလက်ဆောင်လေးတွေအမြဲထည့်ပေးပါတယ်။အဲဒီများဒီမဟုတ်ဘူးပေါ့နော်။ကစတမာတွေကဒီလက်ဆောင်လေးရရစေပြောကြရတယ်လေ။ဒီတင်ကကစတမာတွေဝင်လာတာနေစားပြီးထွက်သွားတဲ့အထိပျော်ပြီးထွက်သွားတာပဲမြင်ချင်တာပါ။ဘာပဲလို့လို့ပေးဖို့အစင်းနေပါလား။